ျွန်တော်ရဲ့ချမိတ်ဆွေတင်ငယ်ချင်းများညီကိုမောင်နှမများအားလုံးမင်္ဂလာပါခင်ဗျာ ASM Visit Electronic Projects Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်မိတ်ဆွေတင်ငယ်ချင်းတွေကိုမျှဝေပေးသွားမယ့်အကြောင်းအရာကတော့ဒီ solar ပြားလေးတွေကိုเนาะဒီ capacitor သုံးပြီးတော့ဘူအားတော့မဟုတ်ဒီ current ပေါ့เนาะလျှက်စီးကြောင်းတွေမြင့်လို့ရမရဆိုတဲ့ဟာလေးကိုကျွန်တော်လက်တွေ့စမ်းသပ်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် channel လေးကနေ electronic နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုဆင်ဆက်မပြတ် နော်မျှဝေပေးနေပါတယ်လို့နော်အဲဒါကြောင့်မို့ channel လေးကို subscribe မလုပ်ရသေးရင်လည်းနော်တကယ်ချင်းနေ subscribe လေးတွေလုပ်ပြီးတော့အားပေးကူညီလို့ရပါတယ်ဗျာနော်အဲကြအရင်ဆုံးကျွန်တော်ကဒီဘိုးရောကားရင်ရောကိုဒီဆိုလာဗျာကအထွက်အတိုင်းဓာတ်ရိုက်တိုင်းကြည့်မယ်မိသီးလည်းထွန့်ကြည့်မယ်ပေါ့နော် ပြီးရင်ကျွန်တော်တို့ဒီ capacitor 1000 microfarad ပေါ့နော်အဲ့ဒါလေးခံပြီးတော့ဒီဘိုးဘိုးအားတို့နော် current တို့ပို့ပြီးတော့တိုးလာမလားနော်မူလအတိုင်းမလားဆိုတာလေးကြည့်အောင်နော် ဟုတ်ကဲ့ပထမဆုံးသာဆိုလာဗျာအထွက်ကိုကျွန်တော်ဓာတ်ရိုက်ဖို့အတိုင်းကြီးတာကျွန်တော်19.4ဖို့လောက်ထွက်ပါတယ်ဒါဘာမှမခံသေးပါဘူးเนาะ19.4ဖို့ပါဆိုလာကနေထွက်လာတဲ့ဖို့ကိုဓာတ်ရိုက်တိုင်းကြီးတာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့19ဘူးကြော်ကြော်ဆိုတော့ဒါဆိုင်ကဲမီးသီးလင်မလင်းလဲကျွန်တော်တစ်ချက်တော့ထွန်းကြည့်ပါမယ်နော်ဆိုင်ကဲမီးသီးလဲကျွန်တော်တို့လင်းပါတယ်အရင်ကြီးတော့ဟိုလိုလင်းထိတ်နေအောင်တော့မလင်းဘူးဒါပေမဲ့ဒီဆိုလာပြားသေးတဲ့အတွက်လင်းတော့လင်းတာပေါ့ဗျာနော် လင်းတော့လင်းတယ်ဟိုလိုကြီးအရန်ကြီးလင်းထိန်နေအောင်တော့မလင်းဘူးဘိုးအနေနဲ့တော့များတယ်ပေါ့နော်ကားတန်းကဘယ်လောက်ရှိမလဲခဏနေတိုင်းကြည့်ပါမနော်ဒါကဒါဆူလာဗျာနေထိုင်ရမီထွန်းကြည့်တာပါနော်ဘိုးအနေနဲ့ကခဏက19တသမ4ဘိုးထွက်ပါတယ်အကြော်ဒီ19တသမ4ဘိုကိုခုနကကျွန်တော်ပြောတဲ့အတိုင်းเนาะကပစီတာကိုပေါ့เนาะဒါ1000မိုက်ခရိုဖာရက်เนาะဘိုးက90ပါเนาะအဲ့ဒီကပစီတာခံလိုက်ရင်ဟောဘို ဘူတက်လာမလားပေါ့နော်ကျွန်တော်တချို့မိတ်ဆွေတင်ငယ်ချင်းတွေအဲ့လိုဒီ capacitor ခံလိုက်ရင်ဘူတွေကားတဲ့နေတက်လာတယ်ပေါ့နော်အဲ့လို comment မှာတွေ့လို့မို့ကျွန်တော်ဒါလက်တွေ့ဟုတ်မဟုတ်ကိုလက်တွေ့စံပြမှာဖြစ်ပါတယ်နော်ဒါသိချင်နေတဲ့မိတ်ဆွေတင်ငယ်ချင်းတွေအတွက်လည်းအဲအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်နော်ဒါ capacitor အနှုတ်ငုတ်ကိုကျွန်တော်ဓာတ်ရိုက်ဆက်လိုက်ပါပြီအပေါင်းငုတ်ကိုတော့ကျွန်တော်ဘူလဲတခါတည်းတိုင်းညင်တာမို့ဒီမီတာပရုတ်ရဲ့အနီလေးနဲ့နော်အနီရောင်ပရုတ်နဲ့ ရင်ဆုံးကခြိလိုက်ပါအောင်မြေခြိပြီးတော့မှကျွန်တော်ကပစီတာကိုခွာပြီးတော့ထိုက်ရိုက်တိုင်းပြပါပါမယ်เนาะဘိုးအားမြင့်မမြင့်ပေါ့เนาะကဲဒါပရုတ်လေးနဲ့ကျွန်တော်ဆိုလာကအနီအောင်အပေါင်းကျိုးလေးနဲ့ဆက်လိုက်ပါပြီဒီမှာကပစီတာကိုထောက်ပါမယ်เนาะဒါ1000မိုက်ခရိုဖာရတ်ပါဗျာเนาะဒီမှာဘိုးကလုံးဝတက်မလာပါဘူးเนาะမူလအတိုင်းပါပဲဒီမှာဆိုလာပြားထွက်တဲ့ဟာ19ဘိုးကျော်ကျပေါ့เนาะအခုနေအောင်ကနည်းနည်းကျသွားတယ်19.2ဘိုးပါမဆူเนาะအဲ့ကျတော့ဒါ မနာ19ဒသမ2ပဲကပစီတာထောက်ထောက်မထောက်ထောက်19ဒသမ2ပါပဲနော်သူဘိုးအနေနဲ့တက်တော့မလာဘူးဒါပေမဲ့ဒီကပစီတာထဲမှာတော့ तू ကချက်ချင်းလောက်သွားတဲ့အတွက်ကပစီတာထဲမှာတော့ဘိုးလက်ကျန်ရှိနေမှာဖြစ်ပါတယ်နော်19ဘိုးဝင်ကျန်တော့ဒါရှိနေမှာဖြစ်ပါတယ်ခင်ဗျာနော်အဲ့ဒီမှာအဲ့ဆိုရင်ဒါကျွန်တော်မိတ်ဆွေတင်ငယ်ချင်းတွေဒါလက်တွေ့သိပါပြီကပစီတာခံလိုက်လို့ရှိရင်ဘိုးလုံးဝတက်မလာပါဘူးဒါပေမဲ့ဒီကပစီတာထဲမှာဘိုးတော့ အဲသူ့လောင်ထားတာတော့ကြံ့ရဲမှာဖြစ်ပါလေဗျာနော်ဟိုလိုဘိုးအနေနဲ့တက်လာတာတော့မရှိပါဘူးကဲဘိုးကမတက်ဘူးဆိုတော့ကားရင်ရောတက်လာမလားပေါ့နော်အဲကြောင့်ကားရင်ကိုအရင်ကျွန်တော်ဒီကပစီတာမခံမဲနဲ့ကားရင်တိုင်ကြည့်မယ်နောက်တစ်ခါဒီကပစီတာခံပြီးတော့ကားကားရင်တိုင်လိုက်ရင်ရောတက်လာမလားပေါ့နော်ကဲကားရင်တိုင်မယ်ဆိုရင်ဒီမီတာပရိုလေးပြောင်းမယ်နော်ခါတိုင်းလိုပဲကဲဆိုရင်ဒါမီဒီ မီဒီကိုကျွန်တော်တို့ series ဆက်ရမှာပေါ့နော် series ဆက်ပြီးတော့ကြံတဲ့နှစ်ဆကဒါမီတာနဲ့ထောက်လိုက်ရမှာပေါ့နော်ကားတန်အရင်ကကျွန်တော်ကားတန်တိုင်းတဲ့ဟာတွေလည်းတင်တင်ထားပေးဘူးပါလားနော်ကျတော့အခုခေါက်က19တသမ2ဘို့နော်19တသမ2ဘို့ကိုဒါကားတန်ဘလောက်လောက်စီးတယ်လဲကြည့်ရအောင်နော်ကားတန်အနေနဲ့ဟုတ်ကဲ့ဒီမှာနော်3ညတသမ ၄ခွန်เนาะ0.47 ampere ရှိပါတယ်ဒါက capacitor မပါသေးဘဲနဲ့ဓာတ်ရိုက်ပါเนาะဓာတ်ရိုက်ဒီ current အနေနဲ့က0.47ပါเนาะ3.4ခွန် ampere စီးပါတယ်ကဲဆိုရင်စီးသွားပြီဒါဓာတ်ရိုက်တန်ဖိုးသိပြီဆိုတော့ capacitor ကိုကျွန်တော်ခွာပြီးတော့တိုင်ကြည့်မယ်เนาะ current တက်လာမလားရော့သွားအောင်မလားမူရင်းအတိုင်းရှိမလားတစ်ချက်တော့ကြည့်အောင်ဗျာเนาะ ကပစီတာကတော့ခဏကကပစီတာပါတယ်နော်1000မိုက်ခရိုဖာရာ50ဖို့ပေါ့နော်ကပစီတာအကြီးပါဗျာနော်ကပစီတာအကြီးတစ်လုံးကိုကျွန်တော်ခွတ်ပြီးတော့ထောက်ကြည့်မယ်နော်အဲ့ကမီဒီကတော့ဒီတိုင်းပဲကျွန်တော်ဓာတ်ရိုက်ပဲ join ထားလိုက်မယ်ပြီးတော့မှ capacitor ကိုအပေါင်းနှုတ်ပေါ့နော်အပေါင်းနှုတ်အမှန်တိုင်းထောက်ကြည့်ပါမယ်နော် ဒီမှာကျွန်တော်ထောက်ကြည့်တာကားတန်းလုံးဝမတက်ပါဘူးပြေနော်0.46ပါပဲအဲကင်မရာကဟုတ်ပြီကျွန်တော်ဒီကပစီတာလေးနေရာလေးရွှေ့လိုက်ပါမယ်နော်ကျွန်တော်ဒီကပစီတာပူးသွားရင်အဲ့ဒီသူကသူ့လက်ကြံနဲ့ကျွန်တော်ဝါရိုးတွေလောင်းကုန်မှာဆိုတော့နော် ဒီကပစီတာမျိုးတွေအသုံးပြုတဲ့အခါမှာလည်းကျွန်တော်တို့ဒီကပစီတာအပေါင်းနှုတ်ငုံနှုတ်ငုတ်ကိုမတော်တဆမထိမိဖို့လိုပါတယ်နော်။သူကကပစီတာထဲမှာဘိုးကကြမ်းနေတာဖြစ်တဲ့တယ်နော်။ဒီမှာကပစီတာထောက်လိုက်တဲ့အခါမှာလည်းဒီမှာနော်ကားတဲ့လုံးဝတက်မလာပါဘူးနော်။0.4 set ပါပဲဒီမှာဖြုတ်လိုက်ရင်လည်း0.4 set ပဲနောက်ဒီ capacitor ငုံနှုံကိုထောက်လိုက်တဲ့အခါမှာလည်း0.4 set ပါပဲဗျာနော်ကားတန်းကတော့လုံးဝမတက်ပါဘူးအဲ့ဆိုရင်ဒါကျွန်တော်မိတ်ဆွေတင်ငယ်ချင်းတွေသိပါပြီ ကပစီတာသုံးပြီးတော့เนาะကားတန်လည်းမတက်သလိုဘူတစ်လည်းမတက်ပါဘူးเนาะမူရင်းအတိုင်းပါပဲအဲဘာတော့ဖြစ်လဲဆိုရင်ဒီကပစီတာထဲမှာဘူလက်ကြံတော့ကြံရှိနေမှာဖြစ်ပါတယ်ဗျာเนาะအဲ့ကြတော့အဲ့ကြံရှိနေတဲ့ဘူလေးကုံသွားအောင်ကျွန်တော်မီလေးထွန့်ကြည့်မယ်ဘယ်တော့ကြာကြာထွန့်လို့ရမလဲဗောနော်ကြည့်အောင်เนาะအဲခဏလေးပဲเนาะခဏလေးပဲလင်းပြီးတော့သူကတောက်လျှောက်ပြန်ပြီးတော့အာကုံသွားတာဖြစ်ပါတယ် ကဲဆိုရင်ကျွန်တော်ဗီဒီယိုလေးကဘဟုတုတတခုခုကြံခဲ့မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကဲအားလုံးကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျာ